ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် တောင်ကြီးမြို့ရေထွက်ဦးလန်း AC လန်းခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုဟာကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့သတင်းကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။တောင်ကြီးမြို့တာယာလပရေနှင့်မြို့တွင်လန်းမော်တော်ယာဉ်များရန်ရည်လန်းနေကင်းရှင်ရေလန်းကောင်းမွန်ရေးအတွက် AC လန်းခင်းချင်းနှင့်မိုးရသည့်ကာလတွင်ရေစည်းရေလာကောင်းမွန်စေရေးအတွက်ရေနှုတ်မြောင်းများပြုပြင်ခြင်းအောက်ဆီဂျင်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာမေလ9ရက်နေ့နဲ့17ရက်နေ့က တောင်ကြီးမြို့ရေကွင်းရက်ွက်ရေထွက်ဦးလံနေလလမ်းမပညာဘောဓိကျောင်းသွားလမ်းဆောင်ထိ AC လမ်းခင်းကျင်းလုပ်ငန်းဆောင်ရွက်နေမှုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်내စီမံသားရာရေးဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလေကွင်းစင်းကြီးစုစစ်ဆေးကြကြအောင်သိရှိရပါတယ်ရေထွက်ဦးလံနေလလမ်းမပညာဘောဓိကျောင်းသွားလမ်းဆောင်ထိ AC လမ်းခင်းကျင်းဆောင်ရွက်နေမှု လမ်းနေချက်ခြင်းနိုင်လွန်ကတ္တရာခင်းခြင်းရေမြောင်းပြုပြင်ခြင်းအောက်ဆီဂျင်ဆောင်ရွက်နေမှုကိုမြို့နယ်စီမံတရားရေးဌာနအင်ဂျင်နီယာမှုဥပြိုးပြည့်ဟင်းမှရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည့်များဖြည့်ဆွက်မှကြား၍တက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးလမ်းအားလှည့်လည်ကြီးစုဆက်စည်းခဲ့ကြောင်းသိရပါသည်အဆိုပါရေတွက်ဦးလန်းနေလလမ်းမှပညာဘောဓိကျောင်းသွားလမ်းဆောင်သည့် AC လမ်းခင်းခြင်းလမ်းနယ်ချဲ့ခြင်း နိုင်လုံကတရားခင်းခြင်းရေမြောင်းပြုပြင်ခြင်းအောက်ဆီဂျင်လုပ်ငန်းများကို2025ခုနှစ်မေလအတွင်းအပြီးသက်ဆောင်ရွက်တော်မူဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ။